ကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးတွေဟာဘာကြောင့်ဒီလောက်တောင်အရေးကြီးပြီးတခါတလေမှခက်ခဲနေရတာလဲတယောက်တည်းအထီးကျန်နေရတာနဲ့တစုံတယောက်နဲ့နက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေရတာကြာကကွာခြားချက်ကဘာများဖြစ်မလဲဒီနေ့မှာတော့စာရေးဆရာအာရိုမတ်ဆူခါနီရဲ့ Condenados e Antanda လို့ဆိုတဲ့စာအုပ်ကိုလေ့လာကြပါမယ်ဒီစာအုပ်ကကျွန်တော်တို့ဟာတယောက်တည်းရည်တည်ဖို့မွေးဖွားလာတာမဟုတ်ဘူးဆိုတာကိုပြသထားပါတယ် ျွန်တော်တို့ရဲ့အင်အားဟာတူးချင်းစီကမဟုတ်ပဲအချင်းချင်းမိခိုချိတ်ဆက်နေခြင်းကနေလာတာဖြစ်ပါတယ်။အပိုင်းတလွတ်လပ်ခြင်းဆိုတဲ့ဌာနကြီးရှင်ပြိုင်မှုများတဲ့ခစ်တလူဖွဲ့စီကကျွန်တော်တို့ကိုလုံးဝလွတ်လပ်ဖို့တွားပေးနေပါတယ်။ဒါပေမဲ့ဒါဟာစိတ်ကူးရင်တစ်ခုသာဖြစ်ပါတယ်။လူသားတွေဟာတဘာဝအဖြစ်အလွန်မင်းလူမှုပေါင်းသစ်ဆက်ဆံတတ်ပြီးအပြန်အလှန်မိခိုနေရတဲ့တတဝါတွေပါ။ကျွန်တော်တို့မျိုးစိတ်တွေရှင်တန်ကြီးထွားလာရတာဟာတူးချင်းရဲ့ခွန်အားကြောင့်မဟုတ်ပါဘူး ူပေါင်းဆောင်ရွက်နိုင်စွမ်းကြောင်းဖြစ်ပါတယ်။ဟာဘတ်တက္ကသိုလ်ရဲ့20ကြာလေ့လာမှုတစ်ခုအရအသက်50မှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခြင်းကအသက်80မှာကျန်းမာရေးကောင်းတာကိုကြိုတင်ခံမှန်းနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့အထီးကျန်ခြင်းဟာဆစ်လိတောက်တာအရက်ဆွဲတာတွေလိုပဲအနေရများပါတယ်။ဒါဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုလိုပဲအုံနောက်ရဲ့တူညီတဲ့နေရာတွေကိုလှုပ်ဆော်ပေးပါတယ်။ကျွန်တော်တို့ရဲ့ချိတ်ဆက်မှုဟာလူမှုရေးအဆင့်ကိုကျော်လွန်ပြီးဇီဝပေဒါအထိရောက်ပါတယ်။ အတူနေသူတွေနဲ့မိုက်ခရိုဘိုင်အိုဒါလို့ခေါ်တဲ့အနုဇီဝတွေကိုတော့မျှဝေသုံးစွဲကြပါတယ်။ဒါကြောင့်မီခိုချင်းဟာယောဂတခုမဟုတ်ပါဘူး။မလွဲမရှောင်တာတဲ့အရာတခုပါ။အဓိကကတော့ကျန်းမာတဲ့နီးနဲ့ဘလို့မီခိုမလဲဆိုတဲ့အပြန်လန်မီခိုမှုကိုတည်ယူဖို့ပါပဲ။အပိုင်းနဲ့လူမှုဆက်ဆံရေးအတွက်မွေးဖွားလာတဲ့အုံနောက်ကျွန်တော်တို့ဟာတခြားမျိုးစိတ်တွေထက်မဖွံ့ဖြိုးသေးတဲ့အုံနောက်နဲ့မွေးဖွားလာကြပါတယ်။ မွေးဖွားပြီးနောက်မှာလဲအုံနောက်ကဆက်လက်ဖွံ့ဖြိုးနေသေးပါဒီလိုကြာရှည်စွာဖွံ့ဖြိုးရခြင်းဟာကျွန်တော်တို့ကိုအလွန်ကောင်းမွန်တဲ့လက်ရောညီထွေရှိမှုနဲ့လက်ရှိုင်းနဲ့နှောက်ဖွဲ့နိုင်စွမ်းကိုပေးတဲ့စင်ငယ်ဖြစ်စဉ်ရဲ့အာသာချက်တစ်ခုဖြစ်ပါပဲကျွန်တော်တို့ရဲ့အုံနောက်ဟာလူမှုဆက်ဆံရေးအတွက်ဖြစ်တည်လာတဲ့အင်္ဂါစိတ်ပိုင်းတစ်ခုပါအာယုံမဆိုင်တဲ့အချိန်မှာတော့အုံနောက်ရဲ့တက်ဖို့နှဝက်ကလူမှုရေးဆိုင်ရာကိစ္စတွေကိုတွေးတွန်းနေပါတယ်ဒါကတခြားသူတွေရဲ့အပြုအမူကိုကြိုတင်ခံမနိုင်စေပြီးလူမှုစည်းလုံးမှုကိုအားပေးပါတယ် ဒီလိုအုံနောက်ရဲ့လက်ရောညီထွေရှိမှုကကျွန်တော်တို့ကိုပတ်ဝန်းကျင်မျိုးမျိုးမှာတည်ယူနိုင်ပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်စေပါတယ်။အတွေ့အကြုံတစ်တိုင်းကအုံနောက်ကိုပြောင်းလဲစေပြီးလေ့ကျင့်မှုကအကောင်းဆုံးစေတစ်ခွက်ပါပဲ။ဒါကြောင့်လူတဘာဝဆိုတာလူမှုပတ်ဝန်းကျင်ကတိကျမရှိနိုင်ပါဘူး။ကျွန်တော်တို့ဟာစင်ကျင်တို့တရားရှိတဲ့တတဝါလို့ထင်ကျင်ကြပေမဲ့တကယ်တမ်းမှာတော့စိတ်ခံစားချက်တွေကကျွန်တော်တို့ရဲ့အပြုမူကိုအဓိကမောင်းနေပါတယ်။စိတ်ခံစားချက်ပြင်းထန်တဲ့အခါမှာ ဲ့ဒီစိတ်ခံစားချက်တွေကကျွန်တော်တို့ရဲ့စိတ်ကိုပြန်ပေးဆွဲတယ်လို့ဖြစ်သွားစေပါတယ်။ဒီစိတ်ခံစားချက်တွေကမတိစိတ်အောင်မှအလုပ်လုပ်ပြီးလက်ရှိကိုမြင်ပုံ အတိတ်ကိုသတိရပုံနဲ့အနာဂတ်ကိုမြုံမန်းပုံတွေကိုတက်ရောက်မှုရှိပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ရင်းကိုကိုယ်တိုင်တောင်ပြပြဝဝမပြောပြနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။အပိုင်း၃ကျွန်တော်တို့ရဲ့ဆက်ဆံရေးအရင်းခံများနောက်ဖွဲ့မှုသီအိုရီယလူသားတွေဟာစာလောင်ခြင်း အိတ်ဆက်ခြင်းတို့လိုပဲနှောက်ဖွဲ့လိုတဲ့အခြေခံလိုအပ်ချက်နဲ့ဝေးဖွာလာကြပါတယ်။ငယ်စဉ်ဘဝကပြုစုစောင့်ရှောက်သူတွေနဲ့ရှိတဲ့နှောက်ဖွဲ့မှုဟာတဘဝလုံးရဲ့လူမှုစိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ပြုစုစောင့်ရှောက်သူတွေဟာကလေးအတွက်လုံခြုံမှုပေးတဲ့နေရာတစ်ခုအဖြစ်ဆောင်ရွက်ပေးပါတယ်။ပထမတစ်ခုကလုံခြုံတဲ့ခိုးလုံရဖြစ်ပြီးကြောက်ရွံ့ချိန်မှာပြေကပ်လို့ရတဲ့နေရာပါ။ဒုတိယတစ်ခုကလုံခြုံတဲ့အခြေပြုစခန်းဖြစ်ပြီးကဘာကြီးကိုစူးစမ်းဖို့ယုံကြည်မှုပေးတဲ့နေရာပါ။ ဒီနှောင်ဖွဲ့မှုရဲ့အရေးသွေးပုံမူတည်ပြီးပုံစံတွေကွဲပြားသွားပါတယ်။လုံကြုံတဲ့နှောင်ဖွဲ့မှုရှိတဲ့ကလေးတွေကတည်ငြိမ်ပြီးစူးစမ်းတတ်ကြပါတယ်။စိုးရိမ်ပူပန်တဲ့နှောင်ဖွဲ့မှုရှိတဲ့ကလေးတွေကတော့မလုံခြုံသလိုခံစားရပြီးချုံမြူရခတ်ပါတယ်။ရှောင်ရှားတတ်တဲ့နှောင်ဖွဲ့မှုရှိတဲ့ကလေးတွေကစိတ်ခံစားချက်ကိုဖိနှိပ်ပြီးအဝေးမှနေပေမဲ့အတွင်းစိတ်မှာတော့ဖိစီးနေပါတယ်။ဖီယိုဖီရဲ့နှောင်ဖွဲ့မှုရှိတဲ့ကလေးတွေကတော့ပြုစုသူကိုကြောက်ရွံ့လာကြောင်းရှေးနောက်မညီတဲ့တုံ့ပြန်မှုတွေပြုလုပ်ပြီး အရွယ်ရောက်ချိန်မှာပြဿနာတွေဖြစ်စေနိုင်ပါတယ်။အပိုင်းလေးကျန်းမာသောနှောင်ဖွဲ့မှုဆိုတာပါလေ။ကျန်းမာတဲ့အရွယ်ရောက်ပြီးသူတွေရဲ့ဆက်ဆံရေးဟာအာနာတာဝန်နဲ့ဆုံးဖြတ်နိုင်စွမ်းကိုမျှဝေခံစားတဲ့အလျားလိုက်ဆက်ဆံရေးမျိုးဖြစ်ပါတယ်။တယောက်ကလွှမ်းမိုးထားတဲ့ဒေါင်းလိုက်ဆက်ဆံရေးတွေကတော့နှစ်ဦးစလုံးအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်စေပါတယ်။တကယ်ယဉ်နိမှုဆိုတာကိုယ်ပိုင်အသိစိတ်ရှိတဲ့လူနှစ်ဦးကအချင်းချင်းတီကျွမ်းမှုရွေးချယ်ရာကနေဖြစ်ပေါ်လာတာပါ။ ကိုကိုကိုနဲ့ယင်းနှီးမှုဆိုတဲ့အော်တိုနိုမီမရှိရင်ဆက်ဆံရေးမှာကိုလိုအပ်ချက်နဲ့တခြားသူရဲ့လိုအပ်ချက်ကိုမခွဲခြားနိုင်တော့ပါဘူးအတိတ်ကမဖြေရှင်းရသေးတဲ့စိတ်ဒဏ်ရာတွေကအရွယ်ရောက်ချိန်မှာကျန်းမာရေးနဲ့မညီမြတ်တဲ့ဆက်ဆံရေးပုံစံတွေကိုဖြစ်စေပါတယ်ဒီပုံစံတွေကအလိုလျောက်တုံ့ပြန်မှုတွေဖြစ်ပြီးလက်ရှိအခြေအနေနဲ့မကိုက်ညီပဲထက်ခါထက်ခါဖြစ်ပေါ်နေတတ်ပါတယ်ဥပမာတချို့ကတော့စွန့်ပစ်ခံရမှာဆိုပြီးအမြဲတမ်းအတိမပြုမှုရှာနေတဲ့မိခိုးသူ ထိန်ချုပ်ခံရမှာကြောက်ပြီးရင်းနှီးမှုကိုရှောင်ရှားတဲ့တံပြန်မိခိုးသူနဲ့စွန့်ပစ်ခံရမှာဆိုလို့တခြားသူကိုထိန်ချုပ်လို့လေထိန်ချုပ်သူလို့ဖြစ်ကြပါတယ်။ဒီလိုကျမကြီးနဲ့မညီတဲ့ဆက်ဆံရေးတွေဟာအံ့ဩစရာကောင်းလောက်အောင် ခိုင်မြဲနေတတ်ပါတယ်။အကြောင်းရင်းတွေကတော့ယင်းဒီကျောင်းဝင်မှုတယောက်ရဲ့ပုံစံကတခြားတယောက်နဲ့အံဝင်ခွင့်ကြဖြစ်နေမှုပြဿနာနဲ့ပြန်လည်တင်းမြက်မှုအလဲကျဖြစ်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ဆွဲလန်းမှုတို့ကြောင့်ဖြစ်ပါတယ်။အပိုင်းကကိုကိုကိုနဲ့ရှိတဲ့ဆက်ဆံရေး တခြားသူတွေနဲ့ကျမ်းမာတဲ့ဆက်ဆံရေးရှိဖို့ပထမဆုံးခြေလှမ်းကကိုကိုကိုနဲ့ကျမ်းမာတဲ့ဆက်ဆံရေးရှိဖို့ပါပဲဒါဟာကိုကိုကိုသိရှိခြင်းလက်ခံခြင်းတနာကျင်နာခြင်းနဲ့ဂရုစိုက်ခြင်းဆိုတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ကိုကိုကိုသိရှိခြင်းနဲ့လက်ခံခြင်းမှာ ကိုယ့်ရဲ့အပိုင်းအားလုံးကိုအတိမတ်ပြုဖို့လိုပါတယ်ကိုကြိုက်တဲ့ကျွန်တော်ကောင်းရှက်စရာလို့ထင်တဲ့ကျွန်တော်ဆိုနဲ့ကိုလက်မခံတဲ့ကျွန်တော်မဟုတ်ဆိုတဲ့အပိုင်းတွေကိုလက်ခံရပါမယ်ကိုကိုကိုလက်ခံခြင်းဟာအမှားလို့ဖို့ခွင့်ပြုတာမဟုတ်ပါဘူး ဒါဟာပြောင်းလဲဖို့ပထမဆုံးခြေလှမ်းဖြစ်ပြီးကိုယ့်ရဲ့တုတ်ပြတ်မှုတွေကိုမစစ်ကြောပဲနားလည်စီပါလေကိုကိုကိုတနာကျင်နာခြင်းကတော့အမားလုတ်တဲ့လူသားတယောက်အဖြစ်ကိုကိုကိုမြစ်တာနဲ့ကြည်မြင်ခြင်းဖြစ်ပါလေကိုကိုကိုဂယုဆိုင်ခြင်းမှာတိတ်ဆက်ခြင်းအာဟာရပြည့်ဝအောင်စားခြင်းလေ့ကျင့်ခန်းလုပ်ခြင်းလိုအခြေခံလိုအပ်ချက်တွေပါဝင်ပါလေဒါအပြင်ပျော်ရွှင်စေတဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်ခြင်းကလည်းကျွန်တော်တို့ရဲ့အာယုံကြောစနစ်ကိုထိန်းညှိပေးပြီးရေရှည်ကောင်းကျိုးကိုဖြစ်စေပါလေ အပိုင်း6ပရိပခ္ခတွေကိုကင်တွယ်ဖြည့်ရှင်းခြင်းအနုပညာပရိပခ္ခတွေဟာယင်းဤတဲ့ဆက်ဆံရေးတိုင်းရဲ့မလွဲမရှောင်သာတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးကြီးထွားဖို့အတွက်အရေးကြီးပါတယ်ပရိပခ္ခမရှိတာဟာကျန်းမာတဲ့လက္ခဏာမဟုတ်ပဲပြည်တနာကိုရှောင်ရှားနေတာဖြစ်နိုင်ပါတယ်အပြုသဘောဆောင်တဲ့ပရိပခ္ခတွေကနှစ်ဦးနှစ်ဖက်အပေးယူလုပ်ပြီးဖြည့်ရှင်းနေရှာကြပါတယ်အစိတ်တောက်ဖြစ်စေတဲ့ပရိပခ္ခတွေကတော့စိတ်ခံစားမှုမြင်ပါပြီးကျိုးကြောင်းစင်ကျင်မှုနေပါကတယောက်နဲ့တယောက်တိုက်ခိုက်ခံရတယ်လို့ခံစားရစေပါတယ် ပဏိပခတခုမှာထိရောက်တဲ့ဆက်သွေးရေးဟာစိတ်ခံစားချက်ကိုထိမ့်ညှိခြင်းကနေစတင်ပါတယ်။စိတ်လှုပ်ရှားမှုမြင့်တက်လာတဲ့အခါကြိုးကြောင်ဆင်ခြင်နိုင်စွမ်းကျဆင်းသွားပါတယ်။ဒါကြောင့်ဆွေးနွေးမှုမလုပ်ခင်စိတ်တည်ငြိမ်အောင်ခိတ္တရဲ့နာခြင်းယူဖို့အရေးကြီးပါတယ်။နားထောင်တတ်ခြင်းဟာအရေးကြီးတဲ့အရေးချင်းတစ်ခုပါ။ဒါဟာစကားဖြစ်မပြောခြင်းတခြားသူရဲ့စကားကိုမစစ်ကြောပဲနားလည်အောင်ကြိုးစားခြင်းနဲ့သူတို့ရဲ့စိတ်ခံစားချက်ကိုအတိမတ်ပြုပေးခြင်းတို့ပါဝင်ပါတယ်။ ကိုဘက်ကပြောဆိုတဲ့အခါမှာလဲရှင်းလင်းပြတ်သားဖို့အချိန်ခါတင့်ဖို့နဲ့ကိုယ့်ရဲ့နူးညံ့တဲ့စိတ်ခံစားချက်တွေကိုထုတ်ဖော်ဖို့လိုပါတယ်။အမြဲတမ်းဘယ်တော့မှဆိုတဲ့စကားလုံးတွေကိုရှောင်ပြီးအနာဂတ်ကိုဥတီတဲ့အပြုသဘောဆောင်တဲ့စကားလုံးတွေကိုသုံးသင့်ပါတယ်။အပိုင်းခုနဲ့ခစ်တဲ့အချက်နဲ့ပြောင်းလဲခြင်းစီတို့ခီးခစ်တဲ့အိမ်တော်ဘက်တွေဟာကိုယ့်ရဲ့ဖန်တီးဘက်ကိုရှာရမယ်။အချစ်ကအရာရာကိုကြော်လွှားနိုင်တယ်ဆိုတဲ့အချစ်တန်တာကြီးတွေကြောင့်ဖီအားလုံများနေပါတယ်။ ဒီတဏှာရီတွေကလက်တွေနဲ့မကိုက်ညီတဲ့အခါစိတ်ပြည့်ရစီပါလေ။အိမ်တော်ဘက်ဘဝမှာလိမ်ပိုင်းဆိုင်ရာချစ်ခင်တွေ့တာမှုဆိုင်ရာနဲ့လူမှုရေးစီးပွားရေးဆိုင်ရာလုပ်ငန်းဆောင်တာ၃ခုရှိပါလေ။ပြဿနာကတော့ဒီလုပ်ငန်းဆောင်တာတွေဟာအမြဲတမ်းတစ်ထပ်တည်းမကြဘဲတစ်ခါတလေမှဆန့်ကျင်ဘက်ဖြစ်နေတတ်ပါလေ။အမောကွန်ဖလူအန်တီလို့ခေါ်တဲ့ခေတ်သစ်အခြေပုံစံကတော့လွတ်လပ်စွာရွေးချယ်မှုတန်းတူညီမျှမှုနဲ့နှစ်ဦးနှစ်ဖက်ကျင်းနှံ့မှုပေါ်အခြေခံပါလေ။လူတွေဟာကိုယ့်ဘာသာကိုပြည့်စုံပြီးသားဖြစ်ပြီး ဆက်ဆံရေးဟာတိုးတက်မှုရှိနေသမျှကာလပတ်လုံးတည်မြဲတည်နေလို့အတိမပြုထားပါဗျ။နောက်ဆုံးအနေနဲ့ကိုရီကိုသွေးဆိုတာမပြောင်းလဲနိုင်တဲ့အရာမဟုတ်ပါဘူး။လူတွေဟာဘဝတစ်လျှောက်လုံးပြောင်းလဲကြပြီးဒီပြောင်းလဲမှုကိုအရှိန်မြင့်နိုင်ပါတယ်။အုံနောက်ဟာတည်ယူဖို့ဒီဇိုင်းထုတ်ထားတာကြောင့်ကျွန်တော်တို့အမြဲတမ်းတိုးတက်နိုင်ပါတယ်။ပြောင်းလဲမှုအတွက်ကိုရဲ့တက်တောင့်တက်တာစုံကနေထွက်ပြီးစိန်ခုံမှုတွေရှိတဲ့ကြီးထွားမှုစုံတွေကိုဝင်ရောက်ဖို့အရေးကြီးပါတယ်။ တရားထိုင်ခြင်းတဘာဝတရားနဲ့ထိတွေ့ခြင်းလက်မှုပညာလုပ်ခြင်းနဲ့ကစားခြင်းတို့ဟာအာယုံကျောစနစ်ကိုပြန်လည်ထိမ့်ညှိပေးပြီးပြောင်းလဲမှုကိုအပ်ပေးပါတယ်ဒီစာအုပ်ကနေကျွန်တော်တို့သင်ယူနိုင်တာကတော့ကျွန်တော်တို့ဟာအပြန်အလှန်မိခိုနေရတဲ့တရားဝါတွေဖြစ်ပြီးကျွန်တော်တို့ရဲ့အုံနောက်ဟာလူမှုဆက်ဆံရေးအတွက်တည်ဆောက်ထားတယ်ဆိုတာပါပဲကျမ်းမာတဲ့ဆက်ဆံရေးတွေဟာဒန်းတူညီမျှမှုကိုကိုကိုသိရှိနားလည်မှုနဲ့အပြုသဘောဆောင်တဲ့ပြိပခတ်ဖြစ်ရှင်းမှုတွေပေါ်မှာတည်ဆောက်ထားပါတယ်ဒီနေ့ကစပြီးကိုကိုကိုတနာကျင်နာတက်အောင် ပိပခဖြစ်ချိန်မှာစိတ်ခံစားချက်ကိုထိန်းကြီးတက်အောင်နဲ့တခြားသူကိုစာနာစိတ်နဲ့နားထောင်တက်အောင်လေ့ကျင့်ပြီးကိုနဲ့ရောပတ်ဝန်းကျင်နဲ့ပါပုံမှန်ကျမ်းမာတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်လိုက်ကြရအောင်